ဟုတ်လားဦးဇင်းတို့ရဲ့ဗုဒ္ဓရဲ့သာသနာတော်ကအတိတ်ရှိတယ်အနာဂတ်ရှိတယ်ပြစ္ဆုတ်ပံရှိတယ်ဟုတ်ပြီလားအတိတ်အနာဂတ်ပြစ္ဆုတ်ပံဒကမကြီးတို့နောက်ဘဝရှိတယ်လို့ယုံလားအေးယုံနေဆိုရင်မိမိတို့တွေကအခုစိတ်လေးကိုထိမ့်သိမ့်ပေးပါနော်နောက်ဘဝမှာချမ်းသာခြင်းချမ်းသာတဲ့နိဗ္ဗာန်လေးဗုဒ္ဓပေးထားပြီသားနိဗ္ဗာန်သွားမယ်ဆိုတဲ့နိဗ္ဗာန်သွားမယ်နိဗ္ဗာန်လေးပေးပြီသားလူပြည်သွားခြင်းလားနတ်ပြည်သွားခြင်းလားဗြဟ္မာပြည်သွားခြင်းလားနိဗ္ဗာန်ဒီသွားခြင်းလားလမ်းလေးမရှိဘူးလားရှိလား လမ်းတွေရှိတယ်အရန်ကောင်းတယ်သာသနာတော်ကြီးအားအပယ်လေးပါသွားလဲချင်တာလွယ်လွယ်လေး तू ကပူလွယ်တယ်မလွယ်ဘူးလားလွယ်လားအပယ်လေးပါသွားခြင်းလေးစိတ်ကိုလွတ်ထားပေးလိုက်ဘာကိုလွတ်ထားပေးလိုက်ဒီတိုင်းပဲစိတ်ကိုလွတ်ထားပေးလိုက်သူများမူးရင်ကိုလိုက်မူးသူများယူရင်ကိုလိုက်ယူသူများလောင်းကစားလို့လိုက်လို့သူများအတတ်တတ်လိုက်တတ်ကြဟုတ်တယ်မလားအဲ့လိုလုပ်ပေးလိုက်လွယ်လွယ်လေးပဲရှော့ကနန်းပဲငရေတလိမ့်ဆန်ပိတ်တာအတူတကယ်ကြိုက်တဲ့ဘုံသွားလို့ရပြီရှင်းလားဦးဇင်းပြောတာဒါကြောင့်တခိုင်းမှအပယ်မသွားခြင်းစိတ်ကိုမလုပ်ပြရမယ် အဲစိတ်ကိုလွတ်ထားဆင်းရဲပွားမြည်ဆင်းရဲမရောက်လားရောက်မလားစိတ်ကိုလွတ်ပင်းလိုက်ကြည့်ဆင်းရဲပဲအပေဒုက္ခဆင်းရဲတွေပဲရှိတယ်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြီစိတ်ကိုသာထိန်သိမ်းလိုက်ကြည့်မိမိတို့တွေလူမင်းချမ်းသာနတ်မင်းချမ်းသာတဆင့်နိဗ္ဗာန်ထီတောင်သွားလို့ရတယ်ကဲဒီမိုက်တို့ဘယ်လန်းလိုက်ခြင်းလဲနိဗ္ဗာန်လန်းသွားခြင်းနော်မဟုတ်လားအဲ့လိုစင်ဘာကိုထိန်ရမှာလဲစိတ်ကိုထိန်ရတော့မှာဟုတ်တော့မလားစိတ်ကိုထိန်သိရမယ်အခုတခါကြီးဥထွန်းရှင်အသက်ဘယ်လောက်လဲ ကြည်စံဒါအရှိကတီလာကောင်းလားမကောင်းဘူးလားအေးတီလာကောင်းတယ်တကကြီးတီလာတအားကောင်းခဲ့တယ်ဘမလည်းတကကြီးကအောက်ချမှာရှိတယ်တကကြီးခေါ်လာရအောင်မချီတင်လာရအောင်မတကယ်တော့ဟုတ်တယ်မလားအေးဟုတ်ပြီပြောကျင်တာတကကြီးကအတိတ်ကံလည်းမကောင်းဘူးလားပစ္စုပန်မှာလည်းကောင်းသေးတာတချို့ကအတိတ်ကံကောင်းတယ်ပစ္စုပန်ကံမကောင်းလည်းမရဘူးဒီအဘိဓမ္မာသဘောရဒီဥစဉ်တို့ဥပခါရကဟိုဥစဉ်တို့ဒီဥပထံပကကံဆိုတာရှိတယ် ။ तू ကဥပထဝကံတွေထောက်ပံ့ပြီးတော့ตาကောင်းသမီးကောင်းဆွေကောင်းမျိုးကောင်းနေနဲ့ရလို့အခုလို့မိမိတို့ရဲ့အဖိုးအဖွားဟလားအဖေတကယ်ကျေးဇူးရှင်ကိုပူဇော်ပွဲကျင်းပနိုင်တယ်မဟုတ်လား။ဒီလိုမျိုးတကားကြီးဥထွန်းရှင်လိုမျိုးဟာလူအယောက်ပေါင်း၁၀သန်းမှတယောက်ရဖို့မလွယ်ဘူး။လွယ်ပါမလား။မလွယ်ဘူးမလွယ်ဘူးမလွယ်ဘူးတတော်ကိုမလွယ်ဘူးမြန်မာပြည်မှာလူပေါင်းတန်ပေါင်းအရင်တုန်းကတော့ဦးဇင်းတို့ကလေးဘဝပညာသင်ခဲ့တာတန်ပေါင်း60ကျော်ပေါ့နော်အခုညတော့ ဦးဇင်းတို့မြန်မာလူဦးရေရော့လာတာတိုးလာတာဦးဇင်းလည်းမသိတော့ဘူးညာလားရော့လာတယ်ဟာတခါကြီးဒါအတိတယ်နော်ဟုတ်ပြီရော့လာတယ်ရော့လာလဲထားလိုက်60ကျော်လောက်တော့ရှိမယ်အဲ့ဒီထဲမှာတခါကြီးဦးတွန်းရှိန်ကကံကောင်းလားကံမကောင်းဘူးလားအဲ့ကံကောင်းတာဒီလိုမျိုးမလွယ်ဘူးလေအသက်လဲ90ခွန်း ီလိုသားဒီသမီးတွေမြည်နေမြစ်တွေရွှေတော်မျိုးတွေကစူပေါင်းပြီးတော့ဆရာတော်တန်ဃာတို့တွေပင့်ဖဲ့ပြီးကုသိုလ်တွေလုပ်နိုင်နေဆိုတာအမတန်ကိုကန်ထူသွားသည်တက္ကကြီးရဲ့အတိတ်ရဲ့ကုသိုလ်ကံအကြောင်းပစ္စုပန်ရဲ့ဥပဋ္ဌမ္မကကံဆိုတာသူ့ရဲ့ရင်ထဲမှာမင်းကြီးတက္ကကြီးဘာတရားတွေပွားနေလဲမင်းကြီးတက္ကကြီးဗုဒ္ဓဂုံတော်တွေပွားမလားမပွားဘူးလားပွားနေမှာသူ့မှာသီလတွေရှိမယ်ဗုဒ္ဓဂုံတော်တွေမေတ္တာတွေသူပွားနေမှာအဲ့ဒီအစွမ်းတွေကဥပဋ္ဌမ္မကံတတိနေနဲ့ကျေးဇူးပြုတော့အဲ့လိုသူ့ကိုအဲမေတ္တာရှိတဲ့ပိဋကတ်တွေများလာတာသဘောပေါက်ပြီလား တချို့ကအသက်တာရှိတယ်တခါတည်းတဲစုပ်တဲပုံမှာဒူးပြစ်တာလေအဖွာကြီးဘွားအဖိုးကြီးဘွားနဲ့ကျွေးမဲ့လူမရှိဆောင်ဆောင်မဲ့လူမရှိအိမ်ကြီးဟိုလေးတွေပါတိုက်ပြီးလဲသွားတယ်ခုမဲ့လူမရှိဘူးအဲ့လိုအဖွာအဖိုးတွေဦးစင်းလို့စားတွေမှာဖတ်ရင်တွေ့ရတယ်ဟုတ်ပြီလားကြည်စန်းတခါကြီးဦးထွန်းစင်ကြတော့အတိတ်ကံလဲကောင်းပြစ်စုံပံမှာလဲဥပဋ္ဌမကကံတတ္တိတွေကောင်းအောင်ကုသိုလ်တွေဆက်လုပ်နေတာသဘောပေါက်ပြီလားဒါကြောင့်တရားဤတို့မကြီးတို့ဥပဋ္ဌမကံဆိုတာကုသိုလ်ဘက်မှာလဲအကျိုးပေးတယ်လို့အကုသိုလ်ဘက်မှာလဲရှိတယ် မိမိတို့မှာကောင်းမှုတွေလုပ်မယ်ဆိုရင်အတိတ်ကကုသိုလ်ကံပါတော်လေးပဲမိမိတို့ဒီပြစ္ဆုတ်ပံဘဝမှာတိလာမစင်မကျဲစိတ်ထားမကောင်းမှုဆိုရင်မကောင်းမှုတွေလုပ်နေမယ်ဆိုရင်အတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကျိုးပေးခွင့်မတာတော့ဘဲနဲ့နောက်ဆုတ်သွားပြီးတော့မကောင်းတဲ့အကျိုးတွေသာလေမိမိတို့ကိုအကျိုးပေးနေမှာဖြစ်တယ်အဲ့ဒါကြောင့်ဘဝတွေချမ်းသာမှုမရဘဲနဲ့ဆင်းရဲတဲ့ဘဝကိုပဲရောက်သွားကြလိမ့်မယ်ဒါကြောင့်အတိတ်ကံကိုတော့ဥစဉ်တို့မမြင်နိုင်ဘူးပြစ္ဆုတ်ပံဥပါထမကကံတွေကောင်းဖို့ကုသိုလ်တွေဆက်လက်ပြီးမလုံတင်ဘူးလားလုံတင်လားဟမ်ကုသိုလ်တွေဆက်ပြီးလုံနေရမှာ ဟုတ်တော့လားကုသိုလ်ဆက်လုပ်အောင်ကံတွေကတော့အများကြီးပဲတန်တရာဆက်ဆက်ကြည့်မယ်ဆိုရင်ဦးဇင်းတို့ကံတွေကအများကြီးအတိတ်ကလုပ်ခဲ့တဲ့ကံတွေကအကျိုးပေးခွင့်မတားသေးတာပဲရှိတာမာဝတီမြေကြီးနဲ့အပြည့်ရှိနေတယ်ကုသိုလ်ကံလည်းရှိတယ်အကုသိုလ်ကံလည်းရှိတယ်မာဝတီမြေကြီးနဲ့အပြည့်ကိုရှိနေတယ်လို့ဗုဒ္ဓဟောထားပြီးသားဒါကြောင့်ကုသိုလ်ကံလည်းအကျိုးပေးနိုင်တယ်အကုသိုလ်ကံလည်းအကျိုးပေးနိုင်ဒါကြောင့်အကုသိုလ်ကံလည်းအကျိုးပေးခွင့်မတားချင်ရင်တော့မိမိတို့တွေကုသိုလ်ဖြစ်တားမြင့်ထားရမယ်ဘာဖြစ်တားမြင့်ထားရမလဲ အေးမိမိတို့နဲ့တိလာမစင်မကျဲစိတ်ထားတွေမကောင်းဘူးသူများတွေကိုမုံတီးတယ်အမြဲတမ်းသူတို့ဘာတွေကိုညှင်းဆဲလို့စိတ်တွေတက်ပြတ်လို့စိတ်တွေရှိနေမှဆိုရင်ပြအဲ့ဒီပုံကိုယ်ဒီမှာဘယ်တော့မှကုသိုလ်အကျိုးပေးခွင့်မရတော့ဘူးအကုသိုလ်ကံနေတာအကျိုးပေးခွင့်တာပြီးတော့တဖြည်းဖြည်းနဲ့ဘဝတွေဟာဆုတ်ယုတ်ဖို့ပဲရှိတယ်ဟုတ်ပြီလားဒါကြောင့်မို့မိမိတို့အသက်ရှည်ကြမ်းပါဖို့တိလာစင်ကျဲဖို့မလိုဘူးလားအဲအဲ့လိုတိလာဖြူစင်နေပြီဆိုမိမိတို့အပယ်ပိတ်ဖို့လဲတေချာတလောက်ဖြစ်သွားပြီတိလာစင်ကျဲဖို့ဆိုရင်ဒါကြောင့်တကကြီးတို့အပယ်မသွားခြင်းတော့ဘာဖြစ်ခြင်းရမလဲ။ အာတီလာပဲဒီတီလာအရေးကြီးဆုံးပဲဗုဒ္ဓဘာသာရဲ့အနှစ်ကိုချုပ်လိုက်ရေနော်တီလာတမာတိပညာဆိုတဲ့ကျင့်စဉ်၃ခုပဲကြံတယ်မကင်၈ပါးမှာဟုတ်မလားအဲ့ဒီတီလာတမာတိပညာမှာတစ်ခုမှမရှိတဲ့လူတွေကအပေသွားတာပဲဘယ်သွားတာပဲသွားတယ်သွားတယ်တက္ကမကြီးသွားတယ်ဦးစင်တို့ဘုန်းကြီးတွေလည်းဒီတိုင်းပဲတီလာမရှိရင်အပေသွားရမယ်လူတွေလည်းတီလာမရှိရင်ဘယ်သွားရမယ်သာရင်ပုံရသဘောပဲအပေသွားရမယ့်သဘောပဲเนาะဒါကြောင့်မို့ဦးဇင်းတို့တွေကတီလရှိအောင်စူးစမ်းရပါတယ် ုတ်ပြီနော်တခုတော့ရှိတယ်တင်းသားတော့ရှိပြီဗုဒ္ဓဟောတယ်တင်းသားရှိတယ်ပုဂ္ဂိုလ်တွေဟာတတိရှိတယ်လို့ဟုတ်ပြီလားအဲပရိသတ်အလင်းမရဲရဲဝုံဝုံစကားပြောနိုင်တာတို့မတွေ့မဝေးသိရတာလို့ဟုတ်ပြီလားတည်ပြီးတဲ့နောက်သူကတိရောက်တာတို့သူရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေဟာလားကိတိတတ်တော်အဘုဂစ္စီဆိုပြီးတော့ဘုရားမိတ်ထားတယ်ဟုတ်ပြီတည်ပြီးတဲ့နောက်မှာအပေမကြဘူးလို့လေဗုဒ္ဓဟောတယ်နော်ပေငန်ဒီအချိန်မှာလဲမတွေ့မဝေးပါလို့ရလဲတည်ရမကောင်းလားကောင်းလား ။တမောဟမရဏလို့ခေါ်တဲ့တေကန်ဒီအချိန်မှာကြောက်ကြောက်ရွံ့ရွံ့ထိတ်ထိတ်လန့်လန့်တုံတုံလုံးလုံးနဲ့တေရမဆိုကောင်းပါမလား။ဒါကြောင့်မို့မိမိတို့တွေကရဲရဲဝံ့ဝံ့မရဏမင်းကိုစစ်ခင်းကျင်နေဆိုရင်တိလားဖြူစင်အောင်မဖြစ်ကျင်ရဘူးလား။မဖြစ်ရဘူး။အဲ့ဒါတိလားအရေးကြီးတယ်။အဲ့ဒီတိလားရှိပြီဖခင်ကအဲ့လောက်တော့မိတ်တော်မူခဲ့ပြီ။နောက်ထပ်တေချောင်းယောနိတော်ကောင်းအောင်။ဘာကောင်းအောင်လဲ။ယောနိတော်ကောင်းအောင်။ဒါကြီးတို့အစွဲတွေရှိမယ်ဆိုရင်တော့တိလားကလည်းမကယ်နိုင်ပြန်ဘူးအဲ့ဒီချိန်မှာ။မှတ်ထားအောင်နော်။တိလားတော့ရှိတယ်မိမိတို့ကသားဆွဲမယ်သမီးဆွဲမယ်။ ဟုတ်လားအိမ်ဆွဲမယ်ခြံဆွဲမယ်ရွာဆွဲမယ်ဟုတ်လားဆွဲပြီးတော့တင်ရောစိတ်ချအောင်မလားအဲ့ဒါတည်းကဦးဇင်းတို့ဘုန်းကြီးတွေဆိုရင်ကြောင်းဆွဲမယ်တပည့်လေးတွေကိုဆွဲပြီးတင်ရောစိတ်ချရမလားဒါကြောင့်ဦးဇင်းတို့တွေမှာတီလာတစ်ခုလောက်နဲ့မလုံလောက်ပြန်ဘူးအဆွဲကင်းအောင်စူးစမ်းအောင်နံပါတ်၁ဘာကင်းအောင်လုပ်အောင်မယ်အဆွဲကင်းမှာနော်ဦးဇင်းတို့လေ့ကျင့်ထားရတယ်ဦးဇင်းတို့လည်းဟာလားစာတင်တိုင်းလုပ်ငန်းတွေလုပ်နေတာအကြောင်းတွေတီထောင်ကြတယ်အဆွဲမရှိအောင်ဦးဇင်းတို့ကအားလုံးကိုတန်ခိကပဲလုပ်ထားရတယ်ဘာပဲလုပ်ထားရတယ် န်ကြီးကပဲဒါငါမပိုင်ဘူးဒါငါရဲ့တပည့်လေးတွေအနာကက်တန်ကားတွေအဆက်ဆက်သာသနာပြုဖို့ဆိုပြီးဦးဇင်တို့ကចောင်းတိုက်တွေကိုလက်ခံတယ်ចောင်းတိုက်တွေကိုဆောက်တဲ့အခါမှာចောင်းတွေဆောက်တိုင်းဆောက်တိုင်းမှာတန်ကတ်သားဒီမဆိုပြီးတော့ပဲရည်ရွယ်ပြီးရေစက်ချပေးခဲ့။ဘာဖြစ်လို့လဲဒါငါចောင်းမဟုတ်ဘူးဆိုတဲ့အစွဲကိုဦးဇင်တို့ဖြုတ်တာ။နားလည်ပြီလား။အဲ့လိုဖြုတ်လာတဲ့အတွက်ဒါတွေကတန်ကားဆက်ဆက်ကိုယ့်ရဲ့တပည့်တန်ကားတွေဟာလားသာသနာပြုမဲ့မြည်တိတန်ကမဆိုចောင်းတိုက်ကြီးကိုရောက်လာပြီဆိုရင်သူတို့တွေသာသနာဆက်လက်ပြုနိုင်အောင်တန်ကတ်သားဒီမလို့ရေစက်ချတာတော့ဥစဉ်မှာအစွဲမတက်တာဝါဘူးလား တတ်တာဒီဆိုအချိန်မီဦးစင်းတို့သွားခြင်းနဲ့တောထွက်ခြင်းနဲ့ဆိုတော့ဦးစင်းတို့တပိတ်လေးပိုက်ပြီးတောထဲမှာသွားနေလိုက်လို့ရတယ်။ဘာဖြစ်လို့ငါကြောင်းမဟုတ်ဘူး။ဒါဟာတန်ခိကာစစ်စစ်။ဒါကြောင့်အလူရှင်တက္ကတော်မလေးလည်းကုသိုလ်ထူပါမယ်။ဟုတ်ပြီနော်။ကိုယ်လည်းအစွဲကင်းသွားမယ်။ဟုတ်တယ်နော်။အဲ့လိုဆိုရင်ကိုယ့်ရဲ့တပြည့်ပြည့်သက်အဆက်ဆက်သာသနာဆက်ပြီးပြုရင်လောကသာသနာအတွက်အကျိုးရှိလားမရှိဘူးလား။ကိုယ့်အတွက်လည်းအကျိုးမရှိဘူးလားရှိလား။အဲ့လိုအစွဲကင်းအောင်ဦးစင်းတို့လုပ်ရပါဆရာလေးတွေလည်းဒီတိုင်းပဲအစွဲကင်းအောင်လုပ်ရမှာပါဒါငါကြောင်းဆိုပြီးတော့စွဲနေလို့မဖြစ်ဘူးဟုတ်တယ်မလားဒါကြောင့်ဆရာလေးတွေလည်းတတိထားရမယ် ။ဦးဇင်းတို့ဘုန်းကြီးတွေလည်းတတိထားရမယ်။တက္ကະတက္ကະမတွေလည်းတတိထား။အစွဲကကြောက်စရာကောင်းတယ်။ကြားလား။